ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့ Brighton နဲ့ Manchester United ပေါ့လေ United ကွင်းမှာ Brighton ကကျွန်တော်တို့လာပြီးတော့ရှင်ပြိုင်ကစားရမယ်ဆိုတော့နီးပြပြတဲ့ Ruben Amorini နဲ့ Premier League မှာဇက်တိုက်နိုင်ပွဲတွေရအောင်လုပ်ပြနိုင်မလားပေါ့လေကျွန်တော်တို့ Brighton ကိုအိမ်ကွင်းမှာအနိုင်ယူနိုင်စွမ်းရှိပါမလားဆိုတော့ကျွန်တော်ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါဆိုတော့အသင်းကပြီးခဲ့တဲ့ကျွန်တော်အနေနဲ့ဒီဘက်ကပေါ့နော်လီဗာပူးအသင်းကိုနိုင်အနိုင်ရခဲ့ပြီးတော့အဲ့တော့အမမင်းဒီဘက်ကလည်းမြန်းတယ်ပေါ့နော် တပတ်ကလည်းမြန်းနံကတခါတလေနိုင်ပါရဲ့ဆိုမှပဲအဲ့နိုင်ပွဲကူမှမင်းရလဲကောင်းကောင်းမှုမခံစားရဘူးเนาะအရေးထဲမှာမင်းအင်တာနက်ပေါ်မှာမင်းဟိုပွဲဖြစ်ဒီပွဲစီနဲ့မင်းကိုရီးယားဂျားထဲမှာဂျောင်းပိတ်သွားတာမင်းပြီးလည်းပဲအခုဆိုမင်းမနေ့ပြန်သူပြန်ရောက်ပြီဗျာမြန်းနံထက်ကန်တော့မယ်เนาะကိုမြင့်နိုင်ရဲ့အဲ့တပတ်ကခဏလေးပဲကိုမြင့်ရှုံးလို့ရအဲ့တပတ်ကပြီးတော့ဘူးเนาะဆိုတော့ကျွန်တော်တို့ဒါလီဗာပူးတင်းကိုအနိုင်ရတယ်ဟိုလီဗာပူးကိုအနိုင်ရအပြီးမှာကျွန်တော်တို့အနေနဲ့ဘရိုက်တန်ပေါ့နော်ကိုရီကိုအမြဲတမ်းဒုက္ခပေးတဲ့ဘရိုက်တန်ကိုထပ်ပြီးတော့ က်ခံကစားရအောင်မယ်။ဒါအိမ်ဝင်းအိုးထွက်ဖို့ပါ။ဆိုတော့ Brandon နဲ့တွေ့တိုင်းကျွန်တော်တို့ဒီဒုက္ခရောက်နေတာ Brandon နဲ့တွေ့တိုင်းကျွန်တော်တို့ဒီတိုင်ပတ်နေတာတွေကိုဒါအပြောင်းလဲလုပ်နိုင်မလားပေါ့လေ။ရေးတယ်မမ။ဒီဘက်တို့ထားလိုက်မယ်။အပြောင်းလဲလုပ်နိုင်မလားပေါ့။ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ဆိုတော့ အဓိကအားဖြင့်ကျွန်တော်တို့ဘောနော်ဒါနှစ်သင်းစရုပ်ရဲ့သတင်းတွေကိုကျွန်တော် ပြောကြည့်အောင်ဆိုတော့ Brighton ဘက်မှာဆိုလို့ရှိရင်တော့သူတို့မှာ Soli March တို့ဘာလို့လို့ကစားမတွေကပါနိုင်မှုမရှိဘူးဆိုပြီးတော့ကျွန်တော်တို့သိရတယ် Soli March မပါနိုင်ဘူး Adam Webster ဘောနော်နောက်ခံကစားမ Adam Webster ပြီးလို့ရှိရင်ကွင်းလေကဒါ Hillwood တို့လို့ကစားမတွေလည်းကျွန်တော်တို့ကမပါနိုင်ဘူးဘောနော်ဒါ Mitoma တို့ဘောနော်ပြီးလို့ရှိရင် Joel Bertman တို့လို့ကစားမတွေကလည်းဟို ွဲမတိုင်ခင်မှာတည်တည်ကြာစစ်ဆေးပြီးတော့ကျွန်တော်သွားမယ်ဆိုတော့တည်ကြပါတယ်မီတူမာတို့ပါလို့တော့ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့ကျွန်တော်တို့အင်ဂျူရီပြဿနာနဲ့ပတ်သက်လို့ရှိရင်ကိုရီတွက်ကတော်တော်လေးကင်းတယ်အဆင်ပြေတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗောနော်မာစတာဝီတို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအရန်ကုန်ဒီဘာဒီမှာပါလာတာဖြစ်တဲ့အတွက်အဆင်ပြေတယ်လစ်ဆန်ဒရိုမာတီနက်စ်ကတော့ကျွန်တော်အနေနဲ့အချင်းကြီးကောင်းနေဦးမယ်ကျွန်တော်မထင်ဘူးလေချားတော့လေပါလဲပါနိုင်ဦးမယ်လို့ကျွန်တော်မထင်ဘူးဗောနော် တော့အောက်ချထားပဲကောင်းပါတယ်ကွာဒါကြီးအမှန်ကြီးချစ်တယ်လို့ဘလို့ညွှန်းနေနော်ဆိုတော့အဲလင်ဆန်ရိုမာရီနက်စ်တို့ဘာတို့ကပါနိုင်မယ်လို့ကျွန်တော်မထင်ဘူးပြေနော်ပါနိုင်မယ်လို့ကျွန်တော်မထင်ဘူးအဲ့ဒီတော့ဟိုဘလို့ပြောမလဲ ကွင်းဒီအပြောင်းလဲတွေဘာတွေကကိုရီဘက်မှာအရင်ကြီးဖြစ်လိမ့်မယ်လို့တော့ကျွန်တော်မမြင်ဘူးပေါ့နော်။ Brighton ဘက်မှာဆိုလို့ရှိရင်နောက်ဂိုးသမားဘာဘရီဂျန်ကျွန်တော်တို့ရှိမယ်။နောက်တက်မှာဆိုလို့ရှိရင်ကျွန်တော်တို့က Louis Dance တို့ပေါ့နော်။ Van Hagee တို့လို့စံတာပဲနှစ်ယောက်နဲ့အစွန်ကလည်းတို့တို့က Cardio Glue တို့လိုမျိုးတူတူကစားမားတွေကျွန်တော်ရှိတယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ Wi-Fi တို့လိုကစားမားတွေကျွန်တော်ရှိမယ်။ကွင်းထဲမှာဘာလဲဘာလို့နော်။အဲ AGD တို့လိုကစားမားအဲ AGD တို့လိုကစားမားတွေကျွန်တော်ရှိတယ်ပေါ့ဗျာ။တောင်ပေါ်မှာလည်းနော် Router တို့ဘာလို့လိုကစားမားတွေနဲ့ ဘရိုက်တန်ကအချီကြီးကောင်းပါတယ်သူဟာနေသူကျွန်တော်တို့ကိုရီကိုဒုက္ခပေးနိုင်မဲ့လူစင်းကရှိပြီးသားเนาะဒါကလည်းရှိဘရိုက်တန်ရဲ့အနေထားဒါပြင်ဘရိုက်တန်ရဲ့ကျွန်တော်နောက်ဆုံးပွဲတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ဘရိုက်တန်ကဒီပရီးမီးယားလိပေါ့เนาะပရီးမီးယားလိနောက်ဆုံး6ပွဲမှာသူတို့ဒီ3ပွဲနိုင်ထားတယ်ဗျနောက်ဆုံး6ပွဲမှာ3ပွဲနိုင်ထားတယ်အဲနှစ်ပွဲတည်ကြပြီးတော့တပွဲရှုံထားတယ်ပြည်ထနာကအဲ့ဒီအဲ့ဒီအဲ့ဒီပွဲတွေက consistent မဖြစ်ဘူးပေါ့နော် consistent မဖြစ်ဘူးဆိုတာ နိုင်နေရှုံနေတီကြတယ်တီကြတယ်နိုင်နေဓာမျိုးတွေဖြစ်နေတော့ဟိုဇက်တိုက် နိုင်ထားတယ်ဆိုတော့ပရီးမီးယားလိနောက်ဆုံး6ပွဲမှာသူတို့ဇက်တိုက်နိုင်ထားတယ်ဆိုတော့မရှိဘူးနောက်ဆုံး3ပွဲမှာဆိုလို့ရှိရင်2ပွဲနိုင်ပြီးတော့ဂျားရဲရပွဲတစ်ပွဲတီကြထားတာအဲတကူတော့တတိထားရမှာကဘရိုက်တန်ကလက်ရှိပရီးမီးယားလိမှာ6ပွဲလာကစားပြီးသွားပြီအဲ့ဒီ6ပွဲကစားပြီးသွားတဲ့အချိန်မှာသူတို့အနိုင်ရထားတာ3ပွဲရှိတယ်အဲ့ဒီ3ပွဲမှာဘယ်အသင်းနေနဲ့အနိုင်ရထားလဲဆိုတော့မန်ချက်စတာစီးတီးကိုအနိုင်ရထားတယ်နယူကာဆယ်ကိုအနိုင်ရထားတယ် Chelsea ကိုနိုင်ရထားတယ်အသင်းကြီးတွေကြီးပဲဖြုတ်လာနော်အသင်းကြီးတွေကြီးပဲဖြုတ်တာဆိုတော့ဒါရီဟာကိုရီအတွက်တော့တတိထားစရာပေါ့လေ United အတွက်တော့တတိထားစရာပါနော်ဆိုတော့ Brighton ကပြီးလို့ရှိရင် Manchester United နဲ့တွေ့တဲ့အခါတိုင်းလေကိုရီကိုဒုက္ခပေးလေးရှိတဲ့နေရာမှာပါတယ်ဗျာနော်အိမ်ငွေတွေပါနေမှာဆိုလို့ရှိရင်ကိုရီ Brighton ကိုမနိုင်တာဘယ်နှစ်နှစ်တောင်ကျွန်တော်ရှိနေပြီလေအဲအဲ့လိုမျိုးတွေပေါ့အဲ့တော့ကျွန်တော်အနေနဲ့ဟိုအနီးထားက Brighton ကိုအိမ်ငွေမှာလက်ခံကစားရသည့်တိုင်အောင်ကိုပဲ United အတွက်ကျွန်တော်တို့ဒါလုံးဝ ဒီပရိုဂရမ်လည်းအထင်သေးလို့မရဘူးပေါ့နော်ဆိုတဲ့သဘောမျိုးပဲလေဘာဦးတင်းကိုအနိုင်ရထားတာဖြစ်တယ်တဲ့ကျွန်တော်ဘယ်တင်းကိုမဆိုအနိုင်ယူနေဆွဲရှိရဲဆိုတာကိုရီးယားခံယူချက်ထဲမှာရှိနေရမှာသူတို့လည်းပဲဒီအတင်းကကိုရီးကိုဒုက္ခပေးလေးရှိတဲ့အတင်းမျိုးဆိုတော့အဲ့ဒီအတင်းကိုကျွန်တော်နေဘယ်လိုတုံ့ပြန်မလဲကျွန်တော်ကြည့်ရမှာပဲเนาะနောက်တစ်ခုကကျွန်တော်နေ Brighton ရဲ့အနီထားတွေကပေါ့เนาะနောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း Brighton ကဒါအချိန်ကြီးကောင်းထားပါလေသူတို့နိုင်ထားတယ်ဆိုတော့ Newcastle ကိုလीเนาะ ဆိုတော့လက်ရှိ United နဲ့ပတ်သက်လို့ကျွန်တော်တို့ပွဲထွက်လူစင်မှာဘယ်သူတွေပါမလဲကျွန်တော်ကတော့အပြောင်းလဲတွေတိတ်တော့ဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒါအပြင်တပတ်မှတပွဲကစားထားရတယ်ပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲကလည်းအကုန်လုံးနီးပါးအလုပ်ဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ဖြစ်တော့ကျွန်တော်ကတော့အပြောင်းလဲတိတ်လုံးလိမ့်မယ်လို့မထင်ဘူးကျွန်တော်မပြောင်းလဲပဲနဲ့တော့မှကန်ရင်ကန်လာလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်ဒီပွဲမှာလေးနီးပါးအံမိုးတွေက တော့ဒီထားပါတော့ဗျာဂိုးသမားလမ်မန်ဆိုတော့လမ်မန်ကတော့ကျွန်တော်မဖြစ်မနေဆိုသလိုပါမယ်ကစားသမားပြီးတာနဲ့ကျွန်တော်ဘယ်သူရှိမလဲနောက်တန်းသောနေရာမှာဆိုလို့ရှိရင်အဲလုကျော်ပါမယ်ပေါ့နော်လေပေါင်းတဲ့ပုံမှာအဆင်ပြေတာလုကျော်ပါမယ်နော်ဟယ်ရီမကွိုင်းယားပါမယ်ဒီလေးပါမယ်ပေါ့ယိုရိုတို့ပါလို့လည်းပါလိမ့်မယ်လို့ကျွန်တော်မထင်သေးဘူးပေါ့နော်ဆိုတော့အဲ့ဒီတုံးရောက်ပဲကျွန်တော်ပြန်ပါလာမယ် left wing back နေရာမှာတော့ဒီချိန်မှာ patrick dugu ပါလိမ့်မယ်လို့ထင်တယ်ဒီကိုဒါတော့ကိုကျွန်တော်တို့သုံးပြီးမှာ ဒိုဂူကလည်းပဲမကစားထားသည်ဘူးဒိုဂူကပေါ့နော်သူထည့်လိုက်မယ်လို့တော့ကျွန်တော်ယူဆတယ်အဲတိုးတော်လည်းပဲဒါလို့ဆိုလို့ရှိရင်လည်းပဲပြဿနာမရှိနိုင်ဘူးပေါ့နော်ဒါလိုကတော့အရင်ကတည်းကကျွန်တော်ကောင်းတဲ့ကစားမှတော့မဟုတ်ဘူးပေါ့လေသူတို့လည်းပဲဒါအစဉ်ပြေနိုင်တယ်လို့ကျွန်တော်ထင်နေပေါ့နော်နောက်တစ်ခုကကျွန်တော်အနေနဲ့ဒါအာမက်တီယာလူကလည်း right wing back မှာပြန်ပါမယ်အာမက်နဲ့ပဲကျွန်တော်သွားမှရမှာပါအာမက်နဲ့အန်ဘူမိုရဲ့ဂျားထဲမှာအခြေဆက်တွေကကောင်းလာကြပြီဆိုတဲ့အခါကျတော့အဲ့ဒီဟာကိုကျွန်တော်ကသွားဖြတ်လို့မဖြစ်ဘူးသူတို့နှစ်ယောက်ရဲ့ chemistry ကိုသွားဖြတ်လို့မဖြစ်ဘူး ကွင်းလေကတော့မနေ့ပြောမေးလူလူပါတော့ကိုကျွန်တော်မြင်ကြည့်မိမဲ့လေလို့ပေါ့နော်ဒီလိုပွဲမြင်မှာဆိုပို့ပြီးတော့စိုးပါသေးတယ်မထဲလောက်ဘူးပေါ့ဆိုတော့ကက်စမဲရိုနဲ့ဘရူနိုပဲပါလိမ့်မယ်ကွင်းလေကတော့အပြောင်းလဲလုံးဝသူလှုပ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်တိုက်စစ်မှာဆိုလို့ရှိရင်တော့ဟိုအန်အန်ဘူမိုကတော့တေချာပေါ့ပါမယ်ကစားမှာပေါ့လေဒီနေရာမှာအန်ဘူမိုနဲ့အတူဘူးပါမလဲပေါ့ဒါကိုပဲကျွန်တော်ကြည့်ရမှာဘင်ဂျမင်ရှက်ကူနဲ့မတီးစ်ကွညာဆိုပြီးတော့ပါလာမလားမတီးစ်ကွညာနဲ့ကျွန်တော်တို့ပေါ့နော်ဒီမီဆန်မောင်းဆိုပြီးတော့ပါလာမလားပေါ့နော်မီဆန်မောင်းနဲ့ကျွန်တော်တို့က ဘင်ဂျမင်ရှက်ရှ်ကိုဆိုပြီးတော့ပါလာမလားပေါ့တေချာတာတခုကတော့ကျွန်တော်တို့ဒီကုညာနဲ့ပေါ့နော် Brian Abumo ကလုံအောင်ကိုထည့်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီကစားမတွေက Brighton ကိုဒုက္ခပေးနေဆိုရင်ရှိတဲ့ကစားမတွေပေါ့ရှက်ရှ်ကိုတို့ဘာလို့ကလည်းပဲဟိုအခုဆိုလို့ရှိရင်ကျွန်တော်တို့လေဘောက်နဲ့ပွဲတို့နော်ရှစ်ပွဲက Sunderland နဲ့ပွဲတို့ကလို့မျိုးကျွန်တော်နေတဲ့ဒါဥပမာကြည့်လို့ရနေပြီ Brighton ကိုငါတို့ကဘယ်လိုဒုက္ခပေးနေတာလဲနော်အဓိက Abumo တွေကဗျာ first ball နဲ့ second ball တွေကိုသူကအသာသီးရခြင်းနဲ့တည်းမှာပါတယ် အကယ်လို့စကန်ဘောတွေကိုငါတို့ကထောက်ချင်နေသလိုရှိရင်တည်ကြတယ်ကျွန်တော်တို့အနေနဲ့ပေါ့နော်စကန်ဘောကောင်းတဲ့ကစားမတွေနဲ့သူသွားမှာပဲအဲ့လိုမဟုတ်ဘူး first ball မတွေကိုငါလုံးဝကိုအချင်းကြီးကောင်းနေနေဆိုရင်ပင်မင်းရှိကူကိုကျွန်တော်သုံးမှာပဲဆိုတော့အဲ့ဒီတော့ကျွန်တော်ကြည့်ရမယ်ဆိုရင်အတင်းဘက်ကကျွန်တော်ကတော့ပေါ့နော် Liverpool နဲ့ပွဲမှာအလုတ်ဖြစ်တယ်လို့ဖြစ်ခဲ့တာအလုတ်ဖြစ်ခဲ့တာဖြစ်တဲ့တည်းပဲကျွန်တော်ကတော့အဲ့ဒီလူစင်းကို MOD အပြောင်းလဲလုံးလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်သို့တော်လည်းပဲကျွန်တော်အနေနဲ့ Sheshko ဘက်ကကြည့်ရင် Sheshko ဟာ ီလိုအသင်းမျိုးအနေနဲ့ဆိုလို့ရှိရင်အဆင်ပြေနိုင်စွမ်းရှိတယ်ဒုက္ခပြေနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်ဒါအပြင် Brighton ကလည်းပဲကိုရီကို pressing လုပ်မဲ့အသင်းမျိုးပြသည်လား Brighton တို့ဘာလို့ကဟိုကိုရီကိုမင်းသိဂူးဆိုင်တာမဟုတ်ဘူးเนาะဒီကောင်တွေကို Manchester City တို့ Liverpool တို့လိုဂူးဆိုင်တယ်မဟုတ်တဲ့ခါကျတော့တက်နိုင်နေမြဆိုလို့ဒီကောင်တွေ pressing လုပ်မှာပဲအဲ့တော့ကျွန်တော်တို့ကအဲ့ဒီ pressing နေနေဆိုရင် လောင်းဘောတွေဘာတွေကတွားအောင်ပါ ဒါဆိုလို့ရှိရင်တော့တေချာတဲ့ search guru ကပို့ပြီးတော့အဆင်ပြေလာမှာဒါပေမဲ့လည်းကျွန်တော်ပြောသလိုပဲလောင်းဘောသွားပြီဆိုတဲ့နေရာမှာလည်း second ball နဲ့ first ball ကိုဒီဘာကိုဦးစားပေးပြီးတော့ဗောနော်ကျွန်တော်တို့ဒီအနိုင်ရအောင်လှုပ်ချင်တာလဲဆိုတဲ့ပုံစံကလည်းရှိသေးတာ။ဒါကြောင့်တိုက်စစ်အပြောင်းလဲကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါပေမဲ့လည်းလို့ကျွန်တော်သာဆိုရင်ပေါ့နော်လီဘောင်းနဲ့ပွဲမှာအလုပ်ဖြစ်သလိုဖြစ်ခဲ့တော့အပြောင်းလဲတော့လှုပ်လို့မမထင်ဘူး။အကယ်လို့အပြောင်းလဲလို့ရင်တော့မှမီဆန်မောင်းကိုအရင်ကောင်မှထားခဲ့တာမျိုးပဲကျွန်တော်ကတော့ဖြစ်မှုများတယ်ဗောလေ။ဒါကဖြစ်နိုင်ကြေးပွဲထွက်လူစီရင်ပေါ့။ ကျွန်တော်ကတော့ဗျာ preview တွေအနားရကြည့်မိဒီလားဒီ emoring တွေကအရင်ရေးပါတယ်ဗျာဒီလားအခုက emoring ကကစားသမားတွေရဲ့ယုံကြည်မှုတွေအပြည့်အဝရသွားပြီပိုင်ရှင်ရဲ့ယုံကြည်မှုတွေကျွန်တော်ကအပြည့်အဝရသွားပြီအဲ့ဒီတော့ဒီယုံကြည်မှုတွေကိုရှေ့ဆက်တည်ဆောက်နိုင်ဖို့ပဲကျွန်တော်ကလိုတာသူများတွေဆိုလို့ရှိရင်ဂျားထဲမှာဟိုမီဒီဝေးပြီးပါတယ်ဗျာကစားရင်းနဲ့တိုင်ပတ်ထားကြတာ အန်ကိုရီကပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ပြောင်းလဲဖို့ကျွန်တော်တို့ကြိုးပမ်းရမှာဗျာကိုရီမှာမိတ္တိပွဲပြီးပါလိမရှိတဲ့ခါကျတော့အခုလက်ရှိအလုပ်ဖြစ်နေတဲ့ပုံစံတိုင်းကျွန်တော်ရှေ့ဆက်သွားနိုင်မှာကျွန်တော်ရမှာဒါကြောင့်ကျွန်တော်ကတော့ Manchester United အနေနဲ့ဒီပွဲဆက်ပြီးတော့နိုင်မကိုဖြစ်မယ်လို့ကျွန်တော် ထင်တယ်အဲ့ဒါခုရှိတာကတော့ကျွန်တော်တို့ထည့်တွက်ရမှာပေါ့နော် Brighton ကိုကျွန်တော်တို့နောက်ပိုင်းအိမ်ဝင်းမှာကစားထားတိုင်းတော်တော်ဒုက္ခရောက်ထားရပါတယ်တော်တော်ဒုက္ခရောက်ထားရပါတယ်ဒါဟာဘယ်လိုမှအခြေအနေမကောင်းဘူး ဘရိုင်တန်ကလည်းပဲဘလူပုံစံမျိုးပဲဖြစ်ဖြစ်ကိုရီကိုဒုက္ခပေးနေဆိုရင်ရှိတယ်တယ်မှာပါတယ်ကောနော်ခုနကပြောသလိုဒီယာဒီဘရိုင်တန်ရဲ့နိုင်ပွဲတွေကိုကြည့်တော့လေဒီအသင်းကြီးတွေကြီးပဲသူတို့ကနိုင်ပွဲ၃ပွဲစလုံးကိုလုတ်ပြထားတာဆိုတော့လေ United အနေနဲ့မလွယ်ပါဘူးเนาะဒါပေမဲ့လို့ Anfield ကွင်းမှာတော့မှကျွန်တော်အနေနဲ့ Liverpool လို့အသင်းမျိုးကိုအနိုင်ယူထားနိုင်သေးတယ်ဆိုလို့ရှိရင်ဒီကိုရီ Manchester United ကွင်းမှာ ဘရိုင်နန်လိုအသင်းမျိုးကတော့ကျွန်တော်အနိုင်ရဖို့ကျွန်တော်ကြိုးပမ်းမှာ United အနေနဲ့လက်ရှိမှာဆိုရင်နှစ်ပွဲဆက်တိုက်တွေပါတယ်ကျွန်တော်နိုင်နေပါပြီเนาะ Liverpool အသင်းကိုကျွန်တော်နိုင်နေ Sunderland ကိုကျွန်တော်နိုင်နေဆိုတော့၃ပွဲဆက်နိုင်နေဆိုတဲ့ပုံစံမျိုးကျွန်တော်ကမြင်ရနိုင်မှာဖြစ်မှာကျွန်တော်ကတော့အမှန်တမ်းပြောရင် United အနေနဲ့ပေါ့เนาะ ဟို Brighton Brighton ကလက်ရှိဒီယာဒီမှာဆိုလို့ရှိရင်ဗျာကိုရီနဲ့က Brighton နဲ့ကြားထဲမှာဘာမှသိကွာဟာတာမရှိဘူးเนาะကိုရီကအဆင့်9 Brighton ကအဆင့်10ပဲ Brighton ဟာလက်ရှိ10ပွဲကစားပြီးတဲ့နေရာမှာတိုက်စစ်က12ဂိုးရထားတယ်ခန်းစစ်က12ဂိုးပေးထားတယ်ပြောချင်တာကကိုရီလိုပဲကိုရီက12ဂိုးသွင်းထားပြီးတော့12ဂိုးပြန်ပေးထားတာဒီနှစ်သင်းရဲ့ကြားထဲမှာတိုက်စစ်ခန်းစစ်ကအဲ့လောက်ကြီးဒီဘာမှကောင်းနေတာမဟုတ်ဘူးနှစ်သင်းစလုံးကလည်းဂိုးတွေအပြန်ဆန်အပြန်လန်သွင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Brighton ကလည်းပဲဒီလိုပုံစံမျိုးနဲ့ဆိုလို့ရှိရင်ပေါ့နော် တည်ကြတယ်ကျွန်တော်တို့ဒီ United ကိုဂိုးမသွင်းနိုင်စရာအကြောင်းရှိတယ်လို့ကျွန်တော်မထင်ဘူးဂိုးတော့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်တူတူလေးပဲ United အနေနဲ့ကိုယ်ဂိုးပိုသွင်းနိုင်တဲ့အနေအထားမျိုးကိုပိုင်ဆိုင်ထားတယ် Brighton နောက်တန်းကလည်းအဲ့လောက်ကြီးကြီးမကြစ်လိဘူး set piece တွေကနေလည်းဒုက္ခပေးဖို့ရတယ်ဆိုတဲ့အခါကျတော့တည်ကြတယ်ဒါတွေကကိုယ့်ရဲ့ကိုယ်ရည်တင်းရဲ့ဘောနော်အတိုင်းအတာတစ်ခုဤသာအားကိုးလို့ရမယ့်အနေအထားတွေဖြစ်လာပြီအဲကြောင့် Brighton ရဲ့ပွဲမှာ Manchester United အနေနဲ့နိုင်ပွဲရအောင်လုပ်နိုင်ဖို့ကျွန်တော်လိုတယ်ပထမဆုံး Premier League အနေနဲ့ MRN ရဲ့လက်ထက်မှာ၃ပွဲစတိုက်အနိုင်ရအောင်လုပ်ပြနိုင်မလားပေါ့ နော်ဆိုတော့ညူရိုရဘလူမင်းညလည်းဆိုတော့နောက်ထပ်နိုင်ပွဲတစ်ပွဲကိုထပ်ပြီးတော့ယူသွားနိုင်ဖို့တော့အများကြီးတော့မျှော်လင့်ထားတယ်ဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်